ရခိုင်ဒေသတွင်စစ်ကြံမြေမြုံမိုင်းကြောင့်တိုက်ဆုံးတံရရရှိသူတွေအရေအတွက်ဟာတစ်နှစ်ထက်တစ်နှစ်ပုံမှန်များပြားလာနေပါတယ်။မနေ့ကဧပြီလ10ရက်နေ့တောင်ကုန်းမြို့နယ်ဖုံညိုလေးရွာကကိုရှစ်စမ်းမောင်အသက်22နှစ်နဲ့ဝက်ပြေးရွာကမရှစ်စုအသက်10နှစ်တို့ဟာတောရဲဟင်းရှာသွားစဉ်မြေမြုံမိုင်းနေမိပြီးခြေထောက်တစ်ဖက်စီပြတ်ထွက်သွားခဲ့ရတယ်လို့သိရပါဗျ။ တနစ်ထဲမှာမြေမြုံမိုင်းပောက်ကွဲမှုတီးခြားဖြစ်စဉ်နှစ်ခုအတွင်းအခုလိုအသေးသေးတန်းရာရရှိသွားခဲ့ကြတာဖြစ်ပါတယ်။အလားတူဒီလ9ရက်နေ့ကလည်းမြေပုံမြို့ကန်တာထွက်ဝရက်ကွက်ကအသက်12နှစ်အရွယ်မဖြူဖြူဆန်ဟာတောရဲကိုဟင်းရှာသွားစဉ်မြေမြုံမိုင်းနေမိပြီးခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။ပြီးခဲ့တဲ့မလတလအတွင်းမိုင်းနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေပောက်ကွဲမှုကြောင့်ရခိုင်မှာတဦးသေဆုံးပြီးလူပေါင်း20လောက်အပြင်းထန်တန်းရာရရှိသွားခဲ့ပါတယ်။ ရခိုင်မှာမြေမြုံမိုင်းအပါအဝင်စစ်ကြံခေးရန်တွင်အန္တရာယ်ဟာတစ်နှစ်ထက်တစ်နှစ်ပုံမဆိုးဝါးလာနေတာကြောင့်ဒီပြဿနာအပေါ်အသေးအဖွဲ့သဘောမထားဘဲအမျိုးသားရေးအစဉ်သတ်မှတ်ပြီးအမြန်ဆုံးဖြစ်ရှင်းနိုင်ဖို့လိုအပ်တယ်လို့ဒေသရင်းကမြေမြုံမိုင်းအရေးဆောင်ရွက်နေသူတွေကပြောဆိုပါတယ်။